ွင့်ရဲ့လောင်းကစားမှုပြုလို့ကြော်ညာတဲ့ social media page channel account တွေ pay account တွေပို့ဆောင်ဆက်သွယ်ရေးနဲ့ဘိုးဘန်တို့ပူပေါင်းပြီးတော့ပိတ်ဆို့ပိတ်သိမ်းခြင်းတွေရုပ်မှုတွေဆောင်ရွက်နေပါတယ်တဲ့ရတဲ့ဖွဲ့အနေနဲ့ပြန်ကြိုက်မှုကြီးနဲ့ပူပေါင်းပြီးတော့နိုင်ငံသတင်းစာရုပ်မြင်သားကြမှာလဲ online လောင်းကစားကြော်ညာမဲ့လက်ခံကြော်ညာပေးခြင်းတွေတရားဝင်တည်စဲဥပဒေရရုပ်ခန်းနိုင်ပါသည်မိမိနိုင်ငံသားပိုင်စစ်စစ်ကတ် mobile sim card mobile payment account bank account များကိုမသက်ဆိုင်သူတို့ထံသို့အခကြေးဝယ်ဖြင့်ရောင်းချခြင်းငှားရမ်းခြင်းသုံးပြုခြင်းများဆောင်ရွက်ပါကတည်စဲဥပဒေရနဲ့ရုပ်ခန်းနိုင်ပါသည်ဆိုပြီးတော့ကိုသတိပေးထားတယ် အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်ထုံးစံအတိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာလေးတွေကို ပြန်ကြည့်ရမှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့နော်ဒီဗီဒီယိုဖိုင်လေးကိုနားထောင်ကြည့်လိုက်ရအောင် ောင်တလောက်ကြောင်နေလေကျမနားမလဲဘာဖြစ်လို့လဲဆိုတော့ခဏလေးခဏလေးကျမကျမစကားလေးပြအောင်ပြောပြရစီမျိုးဘာသာသာသနာခဏလေးခဏလေးခဏလေးကျမပြအောင်ပြောပြရစီမျိုးဘာသာသာသနာဘာကြောင်တလောက်ကြောက်ပြောက်မှကြောက်နေကျမဘာသာရေးဆိုတာစောက်ကင်ထားလို့ရတယ်ဟာလည်းမဟုတ်ဘုရားဖျားရှင်ကိုယ်တိုင်ပြောကြတယ်ချစ်ချင်အားထုတ်ရတယ်ဟာကျင့်ကြံအားထုတ်နေတဲ့ဒီဘာသာပျောက်ွယ်သွားမှာမဟုတ်ဘူးဆိုတော့အဲ့တော့ဘောရဘာသာကြီးကွယ်ပြောင်းမှာအကြောင်းလို့ပါဆိုတော့ဟိုယူအစနဲ့ဒါကြီးကိုအစုတ်ကင်ထားဖို့စူးစမ်းပြီးတော့ ဘာသာရေးမိုင်းတိုက်ဖို့ကြိုးစားလာသည်အဒီမိုကရေစီသွားတဲ့အခါမှာအနောက်ရှက်ဖြစ်မှာပဲတကယ်တော့ဗုဒ္ဓဘာသာတက်ဝင်ယုံကြည်တဲ့သူကဒီလိုမျိုးဘာသာရေးမိုင်းတိုက်မှာမဟုတ်သေးကြတယ်အဲ့ဒါတော့ကျွန်မပြောရဲရောက်ပြီကျုံဗုဒ္ဓဘာသာဘာကြောင့်တောက်ွယ်သွားမှစိုးရိမ်နေတယ်လဲဆိုတဲ့အကြောင်းချက်ကိုကျွန်တော်ပြောမယ်ကျွန်တော်တို့ဘေးနားမှာရှိနေတဲ့အာဖဂန်နစ္စတန်နော်တူရကီမလေးအင်ဒိုအရင်တော့ဗန်နိုင်ငံတွေတယ်ဗုဒ္ဓဘာသာနိုင်ငံတွေအခုဗန်နိုင်ငံတွေဖြစ်နေပြီလေ မြန်မာပြည်ကဗုဒ္ဓဘာသာနိုင်ငံနေမွတ်စလင်နိုင်ငံမဖြစ်အောင်ဆောင်ရွက်ပေးမယ်တာဝန်ယူပေးမယ်ဆိုတဲ့နိုင်ငံရေးသမားရှိသလားအဲ့တော့ဟုတ်ကဲ့ short ဖြစ်တယ်ဆိုတာကကျွန်တော်တို့မဖြစ်သင့်ဘူးလားအမျိုးသားရေးဝါဒလို့ပြောပေမယ့်အခုအခြေခံ dominate အဖြစ်ဆုံးဒီပွဲတစ်ပွဲလုံးမှာလွှမ်းမိုးနေတာကျွန်တော်တို့ကဘာသာတရားဖြစ်နေကျွန်တော်တို့အမျိုးသားရေးဝါဒကဘာသာတရားပေါ်မှာပဲအခြေခံရတော့မှာလားဆိုရယ်မေးဖို့ကျွန်တော်မှာ for လာကျွန်တော် moderator တယောက်အနေနဲ့အဲ့တော့ကျွန်တော်တို့ တတိယပိုင်းမှာဆွေးနွေးဖို့မသွားခင်မှာပြည်တယ်လဲကျွန်တော်ဆက်ပေးပါမယ်ကျွန်တော်တို့သတင်းပေးပို့ချက်ကိုသွားပါမယ်ဒီဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်တပ်ဖွဲ့ရင်နိုင်ငံတော်အကြီးအကဲများကိုမူကြီးကျောင်းဖရာတော်အနေနဲ့အထူးမြတ်တာရခံလိုတာကတော့ယခုပြည်မနာမျိုးနေဘောကသတိရက်ွက်တဖိတ်မင်းကြီးရအနီးမှာဗလီဖောက်ဖို့လို့ မင်းညာချထားပြခြင်းသည်ဗုဒ္ဓဘာသာဝင်တောင်သူလူသမားများပိုင်ဆိုင်သောပစ္စည်းများကိုအင်ဖလန်ဘာသာဝင်လက်ထက်နိုင်ငံတော်အကြီးအကဲများက ထိုးထည့်လိုက်ခြင်းဖြစ်ပါသည်ဒါကိုမိမိတို့တောင်သူလူသမားများကလည်းသဘောမတူရိုက်ရွာမှာနေတိုင်းတဲ့သံဃာအဖွဲ့အစည်းတွေကလည်းသဘောမတူ သမမတူပါပဲနဲ့ဤသို့ဖက်လက်လှုပ်ဆောင်ရင်တော့အာနာရှင်တို့ရဲ့သွားရလန်းရောက်သွားနိုင်ပါလေနိဂုံချုပ်သွားနိုင်ပါလေဒါကိုဘုန်းကြီးတို့ကနောနာကအတွက်သာဖြင့်မြူဖက်ရခုလိုတွေ့တဲ့တန်ယုံတွေ့ချောင်းဖီးမဲ့လုပ်ငန်းမျိုးတွေမဖြစ်ရအောင်အမျိုးသားနိုင်ငံရေးအနေနဲ့ ခွန်ကြီးတို့ကပြောဖို့ရခြင်းဖြစ်တဲ့ဘေပါတီဘေဖူရကမှပြောဖို့ရခြင်းမဟုတ်ပါဘေပါတီပဲတက်တဲ့ဘေဖူရပဲတက်တဲ့ဒီလိုကိစ္စမျိုးတွေကတော့ခွန်ကြီးတို့ကတော့စမ်းကျင်ကန့်ကွက်သွားမှာအမှန်ပါပဲဒါကြောင့်သက်ဆိုင်ရာနိုင်ငံတော်အကြီးအကဲများအနေဖြင့်အမြန်ဖုန်းဒီပလီကိုဖောက်လို့ခွန့်ကိုမြန်မုန်းရက်တက်ပြီးမကွေးချောင်းဖရာတော်ကတော့မတက်ရက်ခံပါ ခမားတော်နော်ခမားတော်ရဲ့တဲချေကြိုက်အမျောပါတာသာသနာကိုနော်အမှန်တကယ်ဖြစ်စည်းသူကဘယ်သူလဲချိုကြီးရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့အရင်တုန်းကဒီ1990ပေါ့နော်ဒီဆရာတော်ကြီးတွေရဟန်းတန်ခါတွေနော်ဒီတပိတ်ကန်ဆောင်တဲ့နော်ဒီဒီဒီနဝတ္တကိုစန့်ကျင်တဲ့ဒီတပိတ်လုတ်တဲ့နော် အကြောင်းလေးကိုကျွန်တော်နည်းနည်းနားထောင်နားထောင်ပြစ်တယ်ဗျသိလားနော်အဲ့တော့ဒီထဲမှာပါတဲ့လူတွေကကျွန်တော်တဲ့ငယ်တဲ့လူတွေလည်းရှိမယ်ကြီးတဲ့လူတွေလည်းရှိမယ်ဟုတ်လားဒီအကြောင်းအရာတွေကိုတိတိချာချာနော်ဟိုဟိုမတိတဲ့တက်တက်ကွက်ကွက်မတိတဲ့လူတွေလည်းရှိမယ်နော်ရှိမယ်ဆိုတဲ့အခါကျတော့ကျွန်တော်အိတ်ခန်ဒါလေးကကျွန်တော်တို့နိုင်ငံကြီးနဲ့လည်းတက်ဆိုင်တယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့အာကျွန်တော်တို့ကဟုတ်လား တိုင်းပြည်မှာဒီမိုကရေစီနဲ့ဖဲရယ်ပြည်ထောင်စုအကြောင်းကိုတည်ထောင်ကြမယ်ဟုတ်လားပြည်သူအာဏာပြည်သူလက်ထက်ပြန်ပေးဖို့เนาะဒီနေ့လက်ရှိဒီစစ်တပ်ရဲ့ဟုတ်လားတိုင်းပြည်ပေါ်မှာမတရားဗိုလ်ကြဟုတ်လားအုပ်ချုပ်နေတဲ့ကိစ္စတွေเนาะမတရားလုပ်နေတဲ့ကိစ္စတွေဒီနေ့ဖြစ်ပျက်နေတဲ့ကိစ္စတွေကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့ပြည်သူတွေလူเนาะလူငယ်လူကြီးလူရွယ်အားလုံးအယူဝါဒပေါင်းစုံเนาะလူမျိုးပေါင်းစုံ အတီတော်ညီနဲ့နိုင်ငံတွေအကြောင်းကိုကျွန်တော်တို့ကပြောပြီဆိုလို့ရှိရင်အာအလုံးလဲတိကြပါနော်ကျွန်တော်တို့ဒီအတမုတ်ခံရတာဘာလဲဆိုတဲ့အခါကျတော့အေးမင်းတို့တွေဟုတ်လားအာချက်ချက်လောက်ကြတိလားအာမွတ်စလင်တွေငါတို့တိုင်းပြည်ကိုနော်အာမင်းတို့မြန်မာနိုင်ငံကိုတိမ့်တော့မယ်နော်အာမွတ်စလင်တွေဘာဖြစ်တယ်အာကလာတွေဘာဖြစ်တယ်တိလားအဲအဲ့ဒီဟိုနေမွတ်စလင်တွေအကြောင်းနေနော်အာကလာတွေအကြောင်းနေအာဒါတွေကို အာတဖက်အဖွဲ့အစည်းကနေပြီးတော့နော်ရွေကျက်ရှိရှိနဲ့ဟုတ်လားအာစီမံချက်နဲ့အာကျွန်တော်တို့အာဝါရဖြန့်ထားခဲ့တာကျွန်တော်တို့ဒီဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုနော်လှုပ်ဖို့အတွက်အသွင်ကူးပြောင်းရေးကာလကိုတက်လှမ်းတဲ့အခါမှာဒီနေ့လက်ရှိစစ်ဖို့တက်ကြီးကဟုတ်လားဒီအယူဝါဒယုံကြည်မှုဘိုင်းဆိုင်ရာနိုင်ငံရေးရာသူကကြောရောက်နောက်ခံရှိဖို့အတွက်ကို ူရှာဖွေတဲ့အခါမှာသူကဒီဗုဒ္ဓဘာသာဆိုတဲ့ဟာကိုသူသွားပြီးတော့เนาะသူယူလာတယ်အာမွတ်စလင်စံကျင်ရေးဆိုတဲ့ဟာကိုယူလာတယ်เนาะအဲဆိုလိုတာကဗျာကျွန်တော်တို့တာမျိုးချက်ချက်လို့เนาะအာမွတ်စလင်တွေကျွန်တော်တို့နိုင်ငံကိုတိမ့်မယ်ဟုတ်လားကျွန်တော်တို့တွေကိုဟုတ်လားအာဘလိုမျိုးဝါမျိုးသွားမယ်ဆိုတဲ့အကြောင်းအရာတွေကိုပြောပြီးတော့ဒီ LD ပါတီဟုတ်လား အဲဒေါ်ဆန်းစုကြည်ဒါအခုဆိုလို့ရှင် PDF ပေါ်ဗျာเนาะအဲဒီ PDF တွေကိုထောက်ခံအားပေးလို့ရှိလို့ရှင်ဒါမင်းတို့တွေနိုင်ငံကမွတ်စလင်တွေဝါမျိုးသွားမယ်အခုဆိုလို့ရှင်ဗျာဒီကျွန်တော်တို့ကိုတော်မပဲဟုတ်လား ာ OIC ပတ်စံယူပြီးတော့ OIC ပတ်စံတော့နည်းနည်းပါပါပတ်စံမဟုတ်1ဘီလီယံလောက်ရှိတဲ့ပတ်စံเนาะအဲယူပြီးတဲ့အခါကျတော့ဒီစကားတွေကိုပြောနေတယ်ပြပြက်တွေဆိုတဲ့အကြောင်းအရာမျိုးတွေကစเนาะအဲ့တော့မင်းရကျွန်တော်ရဲ့ live ထဲမှာဆိုရင်လည်းဒီတိုင်းပဲဟုတ်လားဟုတ်ပါတယ်ဟုတ်ပါတယ်နင်ပြောချင်တာက PDF တွေဟုတ်လားယဟန်တန်ကအပားတရာကျော်ကို အာတတ်တာကိုနေငါတရားတယ်လို့မျှတတယ်လို့နေငါပြောကြည့်နေတာတို့ပါတို့ဒါမျိုးနေနေပေါ့ဗျာเนาะဒီလိုမျိုးအမြင်နေအတွေးခေါ်တွေကသူတို့စီမှာဟလာရှိတယ်ဗျာเนาะဒီ1990မှာဟလာဒီ unit 90 90မျိုးပါเนาะနေမှာဒီတန်ကဒီ unit ဒီဒီတန်ဂုံးနေတပိတ်ဖြစ်တဲ့အခါကျတော့ဟလာ ဒီကျွန်တော်တို့ကပိုင်းဒီနင်္ဂမာခန္ဓာယုံဟုတ်လားဆရာတော်ဘုရားကြီးဒီပိဋကသုံးပုံအာဂုံဆောင်တဲ့ဆရာတော်ဘုရားကြီးတွေဖြစ်တဲ့ဥတုမင်္ဂလာတို့လို့နော်တကယ်ပေါ်ဗျာယဟန်တန်ကပေါင်း3000လောက်ကိုအဲ့ဒီအချိန်ကနဝတာကဟုတ်လားလူဝတ်လဲပြီးတော့နော်အာထောင်ထဲမှာထည့်ပြီးတော့ဒီခိုးဆိုးလူရတဲ့ရာဇဝတ်သားတွေနဲ့ဟုတ်လား တဒန်းနဲ့ထားပြီးတော့ဆရာတော်ကြီးတွေအရှင်မြတ်တန်ဃာတွေကိုနော်တကယ်စာတက်ပေပေတက်တကယ်တန်ဃာစစ်စစ်တွေကိုအာနှိမ့်ဆက်ညှင်းပန်းကြတာတွေနော်အာဘလိုမျိုးအာစော်ကားအနိုင်ချင်းစော်ကားခဲ့တယ်ဆိုတဲ့ဒီတန်ဃာတွေရဲ့ကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာမင်းနေရမင်းနေတရားနဲ့ မหนีတဲ့အခါကြာလို့ရှိလို့ရှင်အကုသူအလုပ်တွေကိုမရှောင်တဲ့အခါမရက်တဲ့အခါကြာလို့ရှိလို့ရှင်ဒီလိုမျိုးတပိတ်ကန်ဆောင်ရတယ်ဆိုတော့အတိုင်းပဲเนาะတကယ်ရဟန်းတန်ကစစ်စစ်ကြီးတွေကဒီလုပ်တွေကိုလုပ်ခဲ့တယ်เนาะဒီလုပ်ခဲ့ပြီးတဲ့အခါကျတော့သူတို့တွေဘလို့မျိုးသူတို့ကိုဟုတ်လားထောင်သွင်းအကျဉ်းချနှိမ့်ဆက်နှင်းပန်းဟုတ်လားအာတက်ဖြတ်မှုတွေအာဖြစ်အောင်လို့လုပ်တယ်ဆိုတော့အကြောင်းအရာတွေကိုကျွန်တော်အမှန်เนาะဟိုဦးနေ့ နားအောင်ပြည့်တယ်ဟောဗျာနော်နားအောင်ပြည့်တယ်ဆိုတဲ့အခါကျတော့ဒီနေ့ကျွန်တော်တို့ဟလာ ပြည်ရင်းမှာပြောနေတဲ့ဒီမဘာတာပေါ့နော်ဒီမဘာတာကအခုနေပြောနေတဲ့လူတွေပုံကိုတွေဟောဗျာနော်အများကြီးတော့တို့ကဒီအာမွတ်စလင်တွေဟိုနည်းဖြစ်တာနဲ့ပြီးရင်အခုကျွန်တော်တို့2021နော်ရင်းမှာဖြစ်လာတဲ့အရေးကြီးနေနဲ့ပတ်သက်ပြီးတော့ဟလာဒီရဟန်းတန်တာတွေအတက်ခံရတဲ့ဒီကိစ္စတွေကိုတို့ကဟိုနည်းခဏခဏ ပြောကြလေးရှိတယ်ဗျเนาะအဲ့တော့ပြောကြလေးရှိတယ်ဆိုတဲ့အခါကျတော့เนาะဒီနေ့အဲ့လိုအခုကျွန်တော်တို့ဒီနေ့ဖြစ်တဲ့ဆိုတဲ့ဟာတွေကဟာလေးကအ ਨੇ စုလေးအဖိတ်စင်လေးပြီးဒီဟန်တန်ဃာတွေကိုဒီလိုမျိုးဟလာတက်တယ်ဖြတ်တယ်ဆိုတဲ့ဥမာအပားတရားဘောဗျာသဘောထားဗောเนาะအဲ့တော့အဲ့ဒီဟာတွေတက်တယ်ဖြတ်တယ်ဆိုတာကကျွန်တော်တို့ကအထောက်ထားလက်တွေ့ခိုင်ခိုင်မာမာ နော်အဘသူကလှုပ်တယ်ဘာလှုပ်တယ်ဆိုတာလည်းမသိဘူးနမတ်တိချက်နော်နမတ်နေချက်ကအဲ့ဒီလှုပ်တဲ့လူတွေကလည်းဟုတ်လားစစ်တပ်ကနေပြီးတော့အသွင်ယူထားတဲ့နော်အဖွဲ့အစည်းတွေမဟုတ်ဘူးလားနော်အဲဒါတွေကိုစဉ်းစားကြည့်တော့ဗျာအဲ့တော့နှစ်ပတ်ပြပြီးတော့စဉ်းစားကြည့်တဲ့အခါမှာနော်တကယ်တကယ်တမ်းကြာတော့ဗျာဥပမာပြင်သူဒီဆောင်းပါးထဲမှာဆိုလို့ရှင်ဒီအင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်ကဟုတ်လား1900နဲ့21ကဆိုလို့ရှိလို့ရှိရင်ဆရာတော်ဥဥတ္တမတို့ဘာတို့ မြန်မာနိုင်ငံမှာရှိတဲ့ယဟန်တန်ဃာတွေကဟိုနေအင်္ဂလိပ်အစိုးရကိုအဲ့လိုမျိုးပဲเนาะနေတပိတ်မှောက်ခဲ့တယ်မှောက်ခဲ့တဲ့အခါကျတော့အဲ့မှောက်တဲ့တပိတ်ကိုအင်္ဂလိပ်အစိုးရကတော့မှပဲဘာဖြစ်လဲအလိုက်ရောပြီးတော့ဟိုတန်ဃာတော်တွေရဲ့ဟိုနင်းကိုလိုက်ရောပြီးတော့တပိတ်လန့်တဲ့ဟိုနင်းအလုပ်ကိုဒါဟိုနင်းလိုက်ရောလုတ်ပြီးခဲ့တာအင်္ဂလိပ်လူမျိုးအစိုးရเนาะအင်္ဂလိပ်အစိုးရဆိုတော့သူအစိုးရရဲ့အာခေါင်းဆောင်တွေလူတွေအများစုကခရစ်ယာန်တွေเนาะ ်အာပြီးတဲ့အခါကျရင်တိုင်းတော်ဘာသာတွေကိုယ်နဲ့ဘာသာမတူလူမျိုးမတူနော်ဒီလိုလူတွေကတော့မှပဲနော်ကျွန်တော်တို့တိုင်းပြည်ဗုဒ္ဓဘာသာရဲ့ဆရာတော်တွေတန်ဃာတော်တွေအပေါ်မှာနော်အာလိုက်ရောပြီးတော့ခွင့်ပြုခဲ့ရတဲ့ဟာတွေရှိခဲ့တယ်အာပြီးတဲ့အခါကျရင်ကျွန်တော်တို့ရဲ့တမိုင်းမှာတကယ်ဟုတ်တိပတိဟုတ်လားတစ်ဖက်ကအခုစစ်တက်ခဲ့ဒါထောက်တိုင်မဘာသာအဖွဲ့အစည်းပေါ်ဗျာနော် ဒီဖွဲ့စည်းရလူတွေဒါဒီဖွဲ့စည်းဝင်တဲ့လူတွေပြောနေတယ်လို့မျိုးဟလာကျွန်တော်တို့ဒီမွတ်စလင်တွေကတော့ပြင်မင်းတို့ဘလို့တတ်မယ်ရဟန်းတန်ခါတတကယ်လို့ဟလာမြေပြင်မှာကျွန်တော်တို့အချက်လက်တွေနဲ့နံပါတ်တွေနဲ့ကျွန်တော်တို့ရှာကြည့်လိုက်တဲ့အခါကျတော့နော်ဒါတွေကသူတို့ပြောတဲ့ဟာတွေကတခုမှအကြောင်းကျိုးအာတိုက်ဆိုင်မှုမရှိဘူးဗျာနော်သူတို့ပြောတဲ့ဟာတွေကဘာတစ်ခုမှကျွန်တော်ဘယ်တယောက်တတ်သွားလို့လဲနော် အဲ့လိုမျိုးတွေပေါ့အဲ့တော့ကျွန်တော်ဆိုလိုချင်တာကကျွန်တော်တို့ဒီနေ့တိုင်းပြည်မှာတကယ်ဟုတ်လားယဟန်တန်ဃာတွေကိုအစီအစဉ်ရှိရှိနဲ့နော်တကယ်ယဟန်တန်ဃာတွေကိုအစီအစဉ်ရှိရှိနဲ့နှိမ့်ဆက်နှင်းပန်တက်ဖြတ်နော်ထောင်ချပေါ်ဗျာသူတို့မကောင်းတာလုပ်တာတွေကိုတရားမဟောရဲအောင်သူတို့ဒီစစ်တပ်ကမကောင်းတာလုပ်တာတွေကိုနော်အပြုပြင်မှုအတွက်ကိုတရားမဟောရဲအောင်မဆုံးမရဲအောင်အတွက်ကိုသူတို့က ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ယဟန်တန်ဃာတွေကိုနှီးမျိုးစုံနဲ့နှိမ့်ဆက်နှင်းပန်းတက်ဖြတ်ထောင်ချယုံတယ်မဟုတ်ဘူးအခုကျွန်တော်တို့တိုင်းပြည်ရဲ့ဒီသာသနာကိုအရေးကြီးသာသနာဖြစ်အောင်တို့ကလုပ်တာဟုတ်လားကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီဘာသာသာသနာဒီနေ့လက်ရှိ လောကမှာတကယ်ဆရာတော်ကြီးတွေတန်ဃာတော်ကြီးတွေကိုနေရာမထုတ်ပဲနဲ့ဟုတ်လား ပွဲမထုတ်ပဲနဲ့သူတို့ကအခုကဟိုမှာငပေါတို့လိုသူစိတ်တာတို့လိုဌာနူတွေဘောပြအမျိုးမျိုးဘောဒီကရုံးနေနဲ့ပဲအာသူတို့တွေကနော်အာဟိုပြောကြတာရှိပါတယ်မင်းအောင်နိုင်လက်ထက်မှာဟုတ်လားအာသာသနာကြီးထွန်းကားလာတယ်တို့ဘာလို့ညာတို့ဘောပြနော်အဲဒီလိုစကားမျိုးတွေနဲ့ဒီလိုကရုံးတွေကိုပွဲထုတ်ပြီးတော့ ျွန်တော်တို့ဒီနေ့ဗုဒ္ဓဘာသာတာသနာကတကယ်အရေးကြီးတာသနာဖြစ်သွားပြီနော်မင်းအွန်လိုင်းလုံးလိုက်တာဒါမင်းအွန်လိုင်းကအစီအစဉ်တကြစနစ်တကြနဲ့တိုင်းပြည်ရဲ့ဒီဘာသာဒီဖျားသားတွေကိုပါသူကနော်အဖျက်စီးဒီတာသနာကိုပါသူကဖျက်စီးပလိုက်တာဒါကြောင့်ငငယ်တုန်းကတော့ဘုန်းကြီးကိုဖမ်းသွားတဲ့စစ်ကားတွေနဲ့အာတဲ့ဗလားမန္တလေးမှာဒီလိုဒီလိုအာယောမပရိယတိစာတင်ကြောင်းဆိုလဲဒီလိုဒီလိုအာဒီလောက်ပဲကျွန်တော်တို့ကကြားပြီးတော့အဲ့လိုမျိုးအသေးစိတ်ပေါ့နော် ယဟန်တန်ဃာတွေဘသူတွေလဲအပားဘလောက်လဲထောင်ထဲမှာသူတို့ဘလို့ထားလဲဘာလဲညာလဲကျွန်တော်ကတိကျမသိခဲ့ရနော်အဲ့တော့အဲ့ဒါလေးကိုနားထောင်ပြီးတော့ဩအေးပေါ့နော်ဟိုဘက်တစ်ဖက်ကပြောနေတဲ့လူတွေ ਨੇ နေနှိုင်းရှင်လိုက်တဲ့အခါကျတော့နော်ဩအင်းဒီနေ့ဒါကကျွန်တော်သိတယ်လို့မျိုးဟလားဒါကျွန်တော်ရဲ့ဒါမိတ်ဆွေနဲ့လဲဒါပြန်ပြီးတော့ share တာသိတဲ့လူတွေလည်းရှိမယ်မသိတဲ့လူတွေလည်းရှိမယ်ဟလားတချို့ငယ်လူတွေဆိုရင်လဲအာသိကြမှာသိ ေယာဝတီရဲ့ဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်။ဒီခေတ်စစ်ဆိုးရခေတ်မှာတကူထွားခဲ့တဲ့ထောက်လိုင်းရင်ကြီးခဲ့ဗိုလ်ချုပ်ခင်ညွန့်ဟာလွန်ခဲ့တဲ့27နှစ်ဒီနေ့မှာယာရုကနေဖြုတ်ချဖမ်းဆီးခံခဲ့ရပါတယ်။2004ခုနှစ်အောက်တိုဘာ19ရက်မှာသူနဲ့တူထောက်လိုင်းရင်အရာရှိတွေဖမ်းဆီးခံခဲ့ရသလိုသူ့ရဲ့ထောက်လိုင်းရင်တစ်ဖွဲ့လုံးကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မူအီတန်းရွှေကဖျက်သိမ်းခဲ့ပါတယ်။ဒါလည်းမဟုတ်ပဲဗိုလ်ချုပ်ခင်ညွန့်နဲ့ရင်းနှီးတဲ့နိုင်ငံသားရေးဝန်ကြီးဦးဝင်းအောင်အပါအဝင်ဒုဝန်ကြီးတချို့နဲ့ တရားစီရင်ရေးကအစ်မြင့်အရာရှိတချို့လည်းဖေရှားခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာဗိုလ်ချုပ်ခင်ညူကဝန်ကြီးချုပ်ဖြစ်တယ်လို့နိုင်ငံတော်အေဂျင့်တာယာအင်းနဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖမှာအတွင်းမှုတစ်အဆင့်ရှိရတူလည်းဖြစ်ပြီးအဲ့ဒီခေတ်စစ်အစိုးရမှာတတိယအနာအရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။သူ့ကိုဖြုတ်ချရတာဟာအနာဖီဆန်မှုတရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့လက်ပေးလက်ယူမှုတွေမှာပါဝင်ပတ်သက်နေမှုတွေကြောင့်လို့နာအဖစစ်အစိုးရကထုတ်ပြန်ပါတယ်။ဗိုလ်ချုပ်ခင်ညူဟာ1990ပြည့်နှစ်တွေနဲ့ ၂၀၀ပြည့်နှစ်ဒီမှာစစ်အစိုးရကိုစန့်ကျင်တဲ့သူမှန်သမျှကိုစောင့်ကြည့်ဖမ်းဆီးနှိပ်စက်တာတွေကိုဥဆောင်ခဲ့သူဖြစ်ပါတယ်။သူကြောင့်တိုက်ခတ်နိုင်ငံရေးသမားထောင်ထဲချီပြီးဖမ်းဆီးနှိပ်စက်ခံခဲ့ရတယ်လို့တချို့ဆိုအသက်ပါတည်ဆုံခဲ့ရလို့ရက်ဆက်မှုပါတရဖူဆောင်းတဲ့သူလို့လည်းသမုတ်ကြပါတယ်။တရားရုံးကဗိုလ်ချုပ်ခင်ညွန့်ကို1044နှစ်ချခဲ့ပေမဲ့တကယ်တမ်းတော့နေမှာပဲခြေချုပ်နေခဲ့ရတာပါ။2012မှာတော့သမရဦးသိန်းစိတ်ဆိုရရဲ့လူငင်းပေးမှုနဲ့သူကအကျယ်ကျုပ်ကနေလွတ်လာခဲ့ပါတယ် 2021စစ်တပ်ကအနာသိမ်းပြီးနောက်ဗိုလ်ချုပ်ခင်ကျိုးဟာအယ်ဇိုင်းမားယောဂါကိုခံစားနေရတယ်လို့လည်းသတင်းတွေထွက်ခဲ့ပါတယ်2021ဒီဇင်ဘာလမှာလက်ရှိစစ်ကောင်းဆောင်မင်းအောင်လိုင်ကဗိုလ်ချုပ်ခင်ကျိုးကိုတွားရောက်တွေ့ဆုံခဲ့ပြီးနောက်ထောက်လိုင်းဟောင်းတွေကိုစစ်ကောင်းဆောင်မင်းအောင်လိုင်ဟာပြန်သုံးခဲ့ပါတယ် Okay စစ်ခွေးခင်ကြီးဖတ်ခင်ကြီးရဲ့ရာဇဝင်ကိုပဲဆက်နာထောက်ကြည်လိုက်ရအောင်နော် ရဲကြုတ်ဘဝရှင်လင်းလုံးအရေးတော်ပုံကိုတိုင်းပြပြည်စုအခြေအနေဖြစ်တယ်လို့သုံးလုံးခဲ့တဲ့ခင်ကြီးဟာစစ်တပ်ရဲ့အကြမ်းဖက်မှုကိုတရားတယ်ထင်တဲ့စစ်ဘိုလ်တွေထဲမှာထိတ်ဆုံးကဖြစ်ပါတယ်။ဒီလိုစိတ်သက်ရှိလို့လဲဆေအာနာရှင်ကြီးတို့ရဲ့အကြိုက်ဖြစ်လာရပါတယ်။တာမန်ဒေါ်သားမိသားစုကနေပောက်ဖွာလာတဲ့ခင်ကြီးဟာစစ်တပ်ကတူမှာလေးနှစ်အထိစစ်ခွေးကျင့်စဉ်တွေကျင့်ခဲ့ပါတယ်။1986ခုနှစ်မှာကြောင်းစင်ခဲ့ပြီးအဲ့ဒီကပေးတဲ့စစ်ခွေးအသည့်တွေနဲ့ ပြန်နှောင်းဝင်အရာရှိဒုဗိုလ်အဖြစ်ကနေစောက်ကခမှုဗိုလ်မှူးချုပ်အဆင့်အထိတက်လန်းနိုင်ခဲ့ပါတယ်။စစ်ခွေးအသည့်ကနေမတက်ပေမဲ့ခွေးတွေရဲ့တဘာဝအရာသခင်သဘောကြနေပြတတ်တဲ့ခင်ကြီးဟာ2002ခုနှစ်မှာတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ရဲချုပ်ဖြစ်လာခဲ့ပါတယ်။ဂျန်ဂုံပလိတ်အဖွဲ့ပြည်တော်စုစစ်ရဲတပ်ပြည်ဆောင်ရဲပြည်သူရဲတပ်ဖွဲ့ဆိုပြီးအစဉ်အဆက်ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမဲ့95ခုနှစ်မှာတော့ပြည်သူရဲမဟုတ်တော့ပဲမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲလို့အမည်ပြောင်းလဲသွားပါတယ်။အဲ့ဒီကလေးကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာအမည်ရင်မက တပ်ဖွဲ့ဝင်တွေပါပြည်သူရဲမဟုတ်တော့ဘူးအဲ့ဒီအစားအာနာရှင်ရဲ့လက်ကင်တုံဖြစ်လာခဲ့ပါတော့လေစစ်အာနာရှင်တွေပြီးတဲ့တရီစိုးနဲ့စစ်သားဖြစ်လာတဲ့ခင်ကြီးဟာရဲကျုပ်ဘဝမှာလည်းစစ်ခွေးတရီအတိုင်းပဲဆက်ရှိနေပါတယ်ငါအရှင်သခင်အာနာရှင်ကိုလာမထိနဲ့လာထိရင်အတန်ဒီလန်သွားမယ်ဆိုတဲ့အစွဲတဖွေးဖွေးအမြုပ်တစီစီနဲ့ရန်ထဲကနေဟိုလူပတ်ဟောင်းဒီလူထိုးဟောင်းတဲ့အင်ကြီးရှင်ရဲ့ဘဝင်လီဟတ်နေတဲ့ခွေးစိုးတကောင်အတိုင်းပါပဲသူရဲကျုပ်ဘဝမှာတိုင်းကျော်ပြည်ကျော်ဖြစ်စဉ်တွေအများကြီးဖြစ်ခဲ့ပါတယ် အဲ့ဒီဖြစ်စဉ်တွေအတွက်တာဝန်ရှိသူတွေထဲမှာသူလည်းတအူးအပါဝင်ပါ။အင်းပြည်သူနဲ့ထိတ်လိုက်ပြေးမှုသူ့အထက်ကစေဘုံချုပ်ကြီးတွေနဲ့ပြည်သူထိတ်လိုက်ပြေးမှုဆရာနာရှင်ကြီးတွေကြားထဲကပြိပခောက်တွေမှာသူ့ရဲ့အားထုတ်မှုတွေကိုဆက်လက်တင်ပြသွားပါမယ်။ရဲကျုံနဲ့ရှေးစံပွဲခင်ရရဲ့ရဲကျုံဘဝမှာနာမည်ကြီးတဲ့ဖန်းစီမှုတစ်ခုရှိပါတယ်။အဲ့ဒါကတော့ထောက်လန်းရေးဘိုခင်ညွန့်ကိုဖန်းစီခြင်းပါ။ ဒါဟာသူ့ရဲ့ရှေးစန်းပွဲတစ်ခုလည်းဖြစ်ပါတယ်။သူ့ထက်ဩဇာအာဏာအများကြီးကြီးတဲ့ဘိုခင်ညွန့်လိုလူကိုညာကြီးအရှိန်မတော်ဝင်ရောက်ဖမ်းဆီးမှုကိုဥဆောင်ခဲ့သူကတော့သူပါပဲ။ရဲချုပ်တာဝန်ယူပြီးနှစ်နှစ်အကျော်မှဖြစ်ပါတယ်။ရုံးရင်းစံကတစ်ခုမှဖြစ်ပေါ်ခြင်းမရှိပဲဘိုခင်ညွန့်နဲ့သူ့မိသားစုကိုအသာတကြီးဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သူပါ။ဒီဖမ်းဆီးမှုဟာကဘာကျော်ပါတယ်။ဒီလိုအာဏာရှင်အဆက်ဆက်အသုံးတော်ခံခဲ့တဲ့လက်မယုံပကွက်သားစစ်ခွေးခင်ကြီးပါ။ ဒီနေရာမှာကျွန်တော်သုံးနှုံးလိုက်တဲ့ဘကွက်သားဆိုတဲ့အသုံးနှုံးကိုတမ္မဒါတိကစောရဂရကဝတ္ထုကိုကိုကာပြီးချင်းပြခြင်းပါတယ်ဒါမှလည်းခင်ကြီးရဲ့လောက်ရက်ကိုကက်ကွက်ကွင်ကွင်ပေါ်လာမှာမဟုတ်လို့ပါတခါတော့အတိုင်းနိုင်ငံတစ်ခုမှာခိုးသား900ရှိတဲ့အဲ့ဒီတခိုးအဖွဲကြီးတဲ့ကိုဝင်ကျင်နေတဲ့တခိုးတဦးလည်းရှိတဲ့သူကတော့တမ္မဒါတိကလို့ခေါ်ပါတယ်ဒါပေမဲ့အကြီးအမှုတခိုးကြီးကတမ္မဒါတိကရဲ့ရုပ်ရည်သွင်းမြင်ကိုကြည့်ပြီးသဘောမကျပါဘူးဒါကြောင့်လက်မခံနိုင်ကြောင်းပြောလိုက်ပါတယ် ဒါပေမဲ့တော်ယုံတယုံဇွဲမလျှော့တတ်တဲ့တာမတာတိကဟာတခိုးကြီးရဲ့တပည့်ရင်တချို့ထံနီလန်မျိုးစုံနဲ့အလုံကျွေးပြုရှိကပ်ပါတော့တယ်။အလိုက်တီဖားတဲ့ရတတ်တဲ့သူ့ရဲ့အစွမ်းကြောင့်ရောခိုးသားငယ်တွေရဲ့တိုက်တွန်းမှုကြောင့်ပါနောက်ဆုံးမှာတခိုးကြီးကသူ့ကိုတပည့်အဖြစ်လက်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့တည့်ရကြတော့ပြည်သူလူထုနဲ့မင်းမှုတန်းတွေရဲ့ဝိုင်းဝန်းဖန်ဆီမှုကြောင့်သူ့အပါအဝင်ခိုးသား900လောက်အပန်းခံလိုက်ရပါတယ်။တရားစီရင်ရေးအမတ်တွေကသူ့ကိုရောခိုးသား900ကိုပါတိမ်မိတ်ပေးလိုက်ပါတယ်။ ခတ်တာကသင်းမိန်အပေးခံရသူတွေကိုတာဝန်ယူတတ်ဖြတ်ပေးမယ်။အာနာဘကွက်သားကမရှိသေးတာပါ။ဒီတော့အမတ်ဒီကဘသူတာဝန်ယူတတ်ပေးမလဲလို့ခိုးသားတွေကိုမေးလိုက်ပါတယ်။တတ်ပေးမယ်ဆိုရင်အသက်ကိုချမ်းသာပေးမယ်အပြင်လက်လာပါတွေလည်းရှိမြင်မယ်လို့ပြောလိုက်ပါတယ်။တခိုးကြီးရောတခိုးငယ်တွေကပါအချင်းချင်းဘယ်တော့မှမတတ်ဟုဆိုကြပြီးမယ်လို့တမ္မာဒာတိကကတော့ဒီတာဝန်ကိုသူယူမယ်လို့ဆိုလိုက်ပါတယ်။အဲဒီနောက်တော့ဒီခိုးသား900ကိုရောနောင်နောင်ဖမ်းပြီးတဲ့တခိုးတွေကိုပါသူတယောက်တည်းကတာဝန်ယူတတ်ဖြတ်ပါတော့တယ်။ ဒီလိုနဲ့အာနာပကွက်သားနေရာမှာပါသူဟာယာရုရလာပါတော့တယ်ကျွန်တော်ဆိုလိုတဲ့ခင်းကြီးအာနာပကွက်သားဆိုတာဒါကိုဆိုလိုတာပါကျော်မြင့်မင်းရဲ့ဗီဒီယိုဖိုင်ကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ကိုရဲ့လောင်းကစားမှုပြုလို့ကြော်ညာတဲ့ social media page channel account တွေ pay account တွေကိုပို့ဆောင်ဆက်သွယ်ရေးနဲ့ဘိုးဘန်တို့ပူပေါင်းပြီးတော့ Facebook ပိတ်သိမ်းခြင်းတွေရုပ်မှုတွေစောင့်နေပါလေတဲ့ရက်တစ်ခွအနေနဲ့ပြန်ကြိုက်မှုခြင်းနဲ့ပို့ပေါင်းပြီးတော့နိုင်ငံရေးသတင်းစာတွေရုပ်မြင့်နေကြပါလေ online လောင်းကစားကြော်ညာမဲ့လက်ခံကြော်ညာပေးကြည့်သည်တရားဝင်တီစဲဥပဒေရယူခံနိုင်ပါသည်မိမိနိုင်ငံသားပိုင်စစ်စစ်ကတ် mobile sim card mobile payment account bank account များကိုမသက်ဆိုင်သူတို့ထံသို့အခကြေးဝင်ဖြင့်ရောင်းချခြင်းနှာရမ်းခြင်းသုံးပြုခြင်းများဆောင်ပါကတီစဲဥရုံရနဲ့ယူခံနိုင်ပါသည်ဆိုပြီးတော့ကိုသတိပေးထားတယ်ဆိုတော့အခု online လောင်းကစားခြင်းကြော်ညာတဲ့သူတွေမင်းတိုင်းအဲ့ဒါကိုထောင်းလိုက်ရအောင်မှာအဲချစ် website တွေပါရှိလိမ့်မယ်တို့ကန်တောင်းရအောင်အဲ့ဒါမမိတ်ဖို့လိုပါလေအခုအဲ့ဒါတွေကိုလို့တို့စပြီးတော့ကြိုက်တွင်းနေပြီဆိုတာမျိုးကိုဒါ နော်ပြည်ထောင်စုဌာနထုတ်ပြန်နေတယ်ဆိုတော့ဒါကိုကြီးကြီးအဖြစ်တော့တွေ့ရအောင်ဗျာနော်နောက်တော့သူကမှကတော့အလုံးပြင်းရပြောရင် online လောက်သာဂိမ်းတွေမှာ slot game ငါးပြစ် game ရှန်ကုန်မီဘူးကြီးလေးကောင်ချင်း၆ကောင်ချင်းအန်စာတော့ရွှေဘောလုံး live casino အစရှိတဲ့ game တွေပါဝင်တော့ဗျအဲ့ဒါကိုကြော်ညာပေးတဲ့ကြော်ညာပေးတဲ့အမှုပညာရှင်ဆိုတော့ sexy model ဆိုတော့ bad model ညာ model ဆိုတော့တယောက်ဆောင်ဆိုတော့အဲ့ဒီအုပ်စုတွေပါခင်ဗျားတို့ကြော်တယ်ခင်ဗျားတို့ကထောင်းလိုက်ရအောင် အခုကစလို့ရှေ့ကလုတ်ခဲ့တာ1000လောက်ရောက်နေတယ်အခုလုတ်လဲနောက်သိပြန်1000လောက်ရောက်နေပြီဂျာခိုင်းပြောတာပြောလို့အဲ့တော့အမှုပညာရှင်ရောင်းရောင်းဘိုင်းရောင်းညာရောင်းဘောရဲရောင်းကြောက်တော်တော်လုတ်တဲ့အုပ်စုတွေအခုရှိမယ်အဲ့ဒီအုပ်စုတွေကအဲ့ online game ငါးပြကိန်းဆော်လော်ကိန်းဘာကိန်းညာကိန်းကိုကြော်ညာပေးတာနဲ့မြခင်ဗျားတို့1000လောက်ရောက်အဲ့မှာ Facebook မှာ YouTube မှာဟာတာဗီဒီယိုလေးတင်တယ်အဲ့မှာငါးပြကိန်းဆော်လော်ကိန်းထည့်ကြော်ညာတဲ့1000လောက်ရောက်မယ်ပို့ရမယ်အဲ့ဒါ1000လောက်ရောက်ဝင်နေမယ်အားပေးအောင်ပြီးတော့1000လောက်ရောက်ဝင်နေမယ်အဲ့တော့မလုတ်ကြနဲ့ မလုတ်ဖို့ပဲကျွန်တော်တိုက်တွန်းပါတယ်။ဘာလို့လဲ။ရောက်ပုံမှာဆိုလို့မဟုတ်တာခင်ဗျားတို့လည်းပြောတာကျုပ်တော့မဟုတ်ဘူး။ကျွန်တော်တို့ကတော့မလုတ်ဘူး။တစ်လုံးလည်းမလုတ်တော့ဘူး။မလုတ်လည်းမလုတ်ဘူး။လုတ်လည်းမလုတ်ခဲ့ဘူး။အဲ့တော့မလုတ်ဘူး။ဒါပဲရှင်းရှင်းပြောရတော့။နော်အဲ့တော့ဒါလေးကသတိကြီးကြီးပေးတာပါ။ကျွန်တော်လည်းကျွန်တော်နဲ့ဆက်ဆက်သူတို့အခြားသူဆက်ဆက်တယ်လေ။ကျုံကျုံကြိုက်လို့ဒါတခါတည်းသတိပေးတာပါ။အဲ့တော့ဒါကတော့သတင်းသတင်းတော့သတင်းအတိုင်းပဲသတင်းနော်။ပြီးတော့နောက်တစ်ခါတော့ကျွန်တော်ဒီနေ့ဦးဖျားပြောလိုက်ချင်တာ JK Sophia ပါ။ကျွန်တော်ပြီးခဲ့တဲ့3-4ရက်ဇက်တိုက် ကျွန်တော်ပြက်ကွက်သွားတယ်ဗျာကျွန်တော်တို့ပြက်ကွက်သွားပါတယ်ဘာလို့ကျွန်တော်စိတ်ထဲမှာဒီကောင်မလေးကိုကျွန်တော်ကြီးကြီးနဲ့သဘောကျလာတယ်ဘာသဘောကျလာလဲဆိုတော့ဒီကောင်မလေးကဘာပြောသူရေချင်းချစ်ရတယ်မှာပါတယ်ဗျာကျွန်တော်မြင်ခဲ့သမျှ miss တော်များများရှိတယ်ဒီ miss ဒီ miss တိုင်းဝေးဝင်နေ interview ဖြေတာတွေမှာပြောတာဆိုတာဟိုညာညာသူထက်မြက်တာတွေမှာကျွန်တော်မြင်မှုသမျှ miss တွေအားလုံးတွေမှာသူတော်တော်ကို smart ဖြစ်တယ် smart ဖြစ်တယ်ကျွန်တော်တော့သဘောကျတယ်မှာပါတယ်သူကြီးကြီးနဲ့သဘောကျလာတယ်အဲ့တော့ support လုပ်ပေးရမှာတာဝန်ရှိပါလေ။ဟဲ့နဲ့ကျွန်တော်တို့ကျွန်တော်တို့ support မလုပ်ပေးလိုက်ပြီဘူး။မလုပ်ပေးနိုင်ဘူး။ဒီနေ့16ရက်နေ့မှာသူ့ရဲ့ဒီ voting ဟာတွေကပြီးပါပြီ။ပြီးတော့သူလည်းတကြတော့ဟိုတက်ခေါက်ပြန်လာမယ်သဘောတော့ဖြစ်သွားပြီပေါ့ဗျာ။ဒါသို့တော့အောင်မြင်မှုများပဲတက်ခေါက်ပြန်လာမယ်သဘောဖြစ်သွားပြီ။အဲ့ဒါတွေအားလုံးကလည်းကျွန်တော်တို့မြန်မာတွေ supporting ပေးနိုင်တဲ့အားကြာသွားတော့ဗော။တစ်ချိန်တော့ကဆိုရင်ဟိုကျွန်တော်တို့ဒီဟိုးရေနန်းခင်စရာစပြိုင်နေချိန်တော့ဆိုရင်လူတွေအိုးနဲ့လှုပ်ထိုင်တာနန်းခင်စရာနေနေတယ်အိုးနဲ့နာမည်ကြည့်သွားပြီး voting မှာတကားကိုမြောက်တော့သွားတယ်မြန်မာတွေ။ အဲ့လိုမျိုးလုပ်ခဲ့တယ်နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ moral miss ပြိုင်ပွဲတွေမှာကျွန်တော်တို့မြန်မာတွေရဲ့ voting ဖုတ်ပေးရတဲ့ဟာတွေကတော်တော်ကိုအကောင့်ခက်ကြဘူးတယ်အခုဒီနေ့27နိုင်ငံခင်းချင်းနောက်ပိုင်းမှာတဲစုကြီးတယောက်လောက်ပဲ voting မှာအကောင့်သွားတာတွေ့ဘူးတယ်လို့ပဲဒါပေမဲ့ဒီဘက်နောက်ပိုင်းကျတော့အခုမှဖြစ်နေ miss ပြိုင်ပွဲဝင်နေချင်းချင်း fight ကြတာနဲ့အချင်းချင်းပြိုင်ကြရင်းနဲ့ fan တွေပြိုင်ကြရင်းနဲ့ JK Sophia ကိုတချို့ fan တွေကတချို့ miss တွေရဲ့ fan တွေကသိမကျင်းတဲ့ကြောင်မကြည့်ရအောင်ထင်ပါတယ်ကြည့်မရဘူးဘယ်လိုလဲမသိဘူးကျွန်တော်တော့စဉ်းစားကြည့်တယ်ကိုယ့်နိုင်ငံသားတော့ပြိုင်တာပဲအားပေးရပဲထင်တယ်ဒါပေမဲ့တချို့တွေနည်းနည်းလေး ဟိုတခြေဝင်နေသလားမသိဘူးပိုတော်လို့မြန်ခြေဝင်နေသလားမသိဘူးကျွန်တော်စိတ်ထဲမှာတော့ဂျီဂီဆိုဖီယာတော့တော်တော်လေးမိတ်လေးပါသို့တော့ကန်ဆိုးတာပဲသူလည်းအဲပြိုင်ပွဲကသူဒီကြတော့တက်ခုတ်ပြောင်းဘူးတက်ခုတ်ပြန်လာဖို့များသွားတယ်ပေါ့နော်ဆိုတော့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ပြောင်းလာတဲ့ခါကျရင် why won't support လုပ်ပေးကြဘူးလို့လာပဲပြီးတော့သူသူ့အနေနဲ့ဒီ moral fashion လောကတွေဆက်ဝင်လိမ့်မယ်အမှုညာလောကတွေဆက်ဝင်လာနိုင်ရရှိတယ်ကျွန်တော်အားလုံးဒါကို support ပေးဖို့လုပ်တယ်ဒီကောင်လေးကတော်တယ်ပြ international တိုးနိုင်တဲ့မျက်နှာပေါင်မျိုးစား ရုပ်ရည်ယူပကာမျိုးစားနေတော့အခုခနာကိုအချိုးစားနောက်သူ့ရဲ့ဒီ talent ပေါ့နော်အဲ့ဒါတွေကိုတော့တွေ့နေရတယ်သူ့မှာတွေ့နေရတယ်အဲ့တော့ဘာပြောကျွန်တော်တို့ support မလုပ်ပေးနိုင်ပြီဘူးကျွန်တော်ပြီးခဲ့တဲ့ရပိုင်းဒီမှာ media အားနဲ့ကျွန်တော်တို့ပြောရမှာကိုကျွန်တော်တာဝန်ပြတ်ွက်တယ်လို့ပြောမှာပါအဲ့ဒါဆိုကျွန်တော် NC နဲ့ချုပ်ချက်ခိုင်အောင်ကျွန်တော်မှာအဲ့ဒါနဲ့ပဲမလုပ်လဲရတဲ့အတွက်ကျွန်တော်စိတ်ထဲမှာတော့စိတ်ပကောင်းဖြစ်ရတယ်အခုတော့ဘာပြောခနာတို့နဲ့အချိန်မီသေးရလေ JK Sophia ကို why won't ပြီးတော့အားပေးလိုက်ကြပါဦးဒါလေးကိုကျွန်တော်တိုက်တော့မှာလေကိုယ်နိုင်ငံသားတယောက်နိုင်ငံကမှာထွက်ပြီးတော့ပြိုင်ပွဲတစ်ခုဝင်ပြိုင်နေ သူပြိုင်ရင်လည်းသူသူကိုယ်နိုင်ငံကုံဆောင်နေခင်ဗျာဒီသူ့မေးသူ့ကိုမေးတယ်မေးကုန်လို့ဆိုရင်ခင်ဗျာစစ်ပွဲရင်လည်းဆိုင်ရည်လည်းမေးတယ်နော်ဒါပေမဲ့သူဖြေတတ်တယ်စစ်ပွဲကြောင့်ကိစ္စကသူဖြေတတ်တယ်ခင်ဗျာတားပတ်နဲ့လုံးနဲ့ဘယ်သူမှစိတ်မဆိုးအောင်သူဖြေတတ်တယ်ဗျာတော်တော်လေးဒါပေမဲ့တစ်ဖက်ကတော့ဟိုးဆိုးကတော့ပြောမရဘူးဗျာဒါတမျိုးပဲနော်ထားပါတော့အဲဆိုတော့အားပေးလိုက်ကြပါဦးကျွန်တော်တိုက်တော့မှာနော်ဒါတော့ JK Sophia နဲ့ပတ်သက်တဲ့ကျွန်တော်ပေါ်ရောက်သွားမှုရေနောက်တစ်ခါကျွန်တော်